စမယ်။အချိန်က2020ခုနှစ်ကျွန်တော်တို့တက်ချုပ်ကြီးအာနာမသိန်းခင်ကာလကပေါ့။ကျန်ဖို့ပါတီဥက္ကဋ္ဌဦးတန်းတီတယောက်ငိုနေတယ်။ဦးတန်းတီတယောက်2020ရွေးကောက်ပွဲမှာသူ့ပါတီခွေးရှုံဝက်ရှုံရှုံးခဲ့တဲ့အတွက်လွန်စွာစိတ်ညစ်လျက်ရှိပါတယ်။ NLD အနေနဲ့တောင်ပြိုကမ်းပြိုနိုင်ရချင်းဤလှုပ်ဝက်ချက်ကိုလည်းတည်ကျင်လာတဲ့အတွက်ဦးဝင်းထင်ရှိရာအင်းစီထွက်လာခဲ့လိုက်ပါတော့တယ်။ ဟာကိုတန်းသေးပါလားလာပြထိုင်ထိုင်ဘာကိစ္စများရှိလို့လဲကိုတန်းသေးရဒီလိုပါကိုဝင်းထင်ရခမ ्या တို့ပါတီကပြန်လိုက်တိုင်းတောင်ပြိုကမ်းပြိုနိုင်ရတဲ့အဓိကအကြောင်းရင်းကဘာများဖြစ်မလဲလို့ပြောပြလို့ရရင်ပြောပြပါလားဗျာဩကိုတန်းသေးကဒါကိုသိကြတာလားပြောပြမှာပေါ့ဗျာဆိုပြီးကူးဖြိုးပတ်တစ်ချက်လှဲ့လိုက်ကဒီမှာကိုဖြိုးမင်းသိခမ ्या ကိုမေကွန်လေးတစ်ခုမေးမယ် ခမ ्या ဟာခမ ्या မိမမဟုတ်တယ်မိမတယောက်ရဲ့ရင်ခွင်ထဲမှာအိတ်ခဲ့တယ်အဲ့ဒီမိမရဲ့ယောက်ျားကလည်းအဲ့လိုအိတ်တာကိုသဘောကျတယ်ခမ ्या လည်းသဘောကျတယ်ခမ ्या မိမကလည်းအပြစ်မမြင်ဘူးဆိုရင်အဲ့ဒီမိမကဘသူဖြစ်မလဲကျွန်တော်မေပါအန်ကယ်ဆိုပြီး ကိုဖြိုးမင်းသိန်းကမဆိုင်မတော့ပြန်ဖြေလိုက်တယ်ဦးဝင်းချိန်လည်းလွန်စွာပီတိဖြစ်တော်မျက်နှာဘေးနဲ့ကိုတန်းသေးဘက်ပြန်လဲကား ဒါပဲလေကိုတန်းထည့်ရဲ့ကျွန်တော်တို့ပါတီဝင်တွေဟာအဲ့ဒါလို့ဖြတ်ထုံးညံကောင်းရမယ်ဒူဒူတတ်တော့ပြန်ပြေနိုင်ရမယ်ဒီလိုအရေးချင်းရှိတဲ့သူတွေနဲ့ဖွဲ့စည်းထားတာမို့လို့ကျုပ်တို့ပါတီနိုင်တာဗျအဲ့ဒါဟာအဖြစ်ပဲဂျပန်ပါတီဥက္ကဋ္ဌကိုတန်းထည့်လေ NLD ဘာဖြစ်လို့တောင်ပြိုကမ်းပြိုနိုင်ရချင်းရဲ့အဖြစ်ကိုသိသွားတော့သူ့ရဲ့ပါတီဝင်တွေရဲ့အခြေအနေအမှန်ကိုလည်းသိကြလာပြန်တယ်ဒါကြောင့်ပဲဂျပန်ပါတီဝင်အားလုံးကိုခေါ်ပြီးဦးဝင်းထံရဲ့ ညံစမ်းမိကုံလေးကိုမိကြည့်လိုက်တယ်။ပါတီဝင်အပေါင်းတို့ခမ ्या တို့ကိုမိကုံတစ်ခုမိမယ်။ခမ ्या တို့ဟာခမ ्या တို့မိမမဟုတ်တဲ့မိမတယောက်ရဲ့ရင်ခွင်ထဲမှာအိတ်ခဲ့တယ်။အဲ့ဒီမိမရဲ့ယောက်ျားကလည်းအဲ့လိုအိတ်တာကိုသဘောကျတယ်။ခမ ्या တို့လည်းသဘောကျတယ်။ခမ ्या တို့မိမတွေကလည်းအပြစ်မမြင်ဘူးဆိုရင်အဲ့ဒီမိမကဘယ်သူဖြစ်မလဲ။ပါတီဝင်တွေတယောက်မျက်နှာတယောက်ကြည့်နေကြတယ် ဘယ်သူမှအဖြေကိုမဖြေနိုင်ကြ။ဘူးလက်လက်စီတယောက်ထပြောတယ်။ဩကရာကြီးခင်ဗျာ။ဩကရာကြီးရဲ့မိကုံးကအင်မတန်တိမ်မွေ့နဲ့နဲ့လွန်လာပါလေ။ဒါကြောင့်ကျွန်တော်တို့ပါတီဝင်တွေကိုအချိန်တစ်ပတ်ပေးရန်တောင်းဆိုအပ်ပါလေ။ကျန်ဖို့ပါတီဩကရာဦးတန်းထေးလဲခေါင်းကြီးပြလိုက်တယ်။ဒီလိုနဲ့ဘူးလက်လက်စီခေါင်းဆောင်သွားပါတီဝင်များစုပေါင်းဖြေရှာကြတယ်။အဖြေကမရ။အဲ့ဒါနဲ့ပဲ။ဦးရထုတ်တယောက်တော့တီးနိုင်ကောင်းရဲ့ဆိုတာ ဦးရဲထုစီရောက်လာခဲ့ကြတယ်။ဦးရဲထုကိုအဲဒီမင်းကမေးကြည့်လိုက်တယ်။ဦးရဲထုတစ်ချက်ရေလိုက်ပြီ။ဒီမင်းကလွဲပါတယ်ဗျာ။အဖြေမန်ကိုမှတ်သွားကြပြီတော့။အဲ့ဒါဟာကို့အမီလို့သာဖြေလိုက်ကြပြီတော့။မေကုန်းဖြစ်ရနေ့ရရောက်လာကြပြီ။ကြန့်ခါရပါတီဝင်တွေအားလုံးစိတ်ကြက်တွေတက်ကြွနေကြတယ်။အဖြေမန်ကိုတီးနေကြပြီကို ဩကတကြီးဦးတန်းထေရောက်လာတယ်။ချောင်းတစ်ချက်ဟန်လိုက်တယ်။ကဲရှိတပကကျွန်တော်မေးတဲ့မေးခွန်းကိုဖြေပေးနိုင်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ဖြေနိုင်ပါတယ်ဗျာဩကတကြီး။အဖြေမှန်ကဦးရဲ့ထုတ်အမိပါ။ဦးတန်းထေတယောက်လွန်စွာစိတ်ညစ်အားငယ်သွားတယ်။လွန်စွာတုံးအားလွန်လာတော့သူ့ပါတီဝင်များကိုလည်းတရနာဂူနာတော်သားဖြင့်မေလူးကောင်တွေမင်းတို့ကအဖြေမှန်ရောက်ဖို့အတွက်တပတ်တောင်ချိန်ပေးထားရတဲ့ ငါ့ကိုဆောက်ထုံးလေးတွေလာဖြည်နေကြတယ်။မင်းတို့ဖြည်တဲ့အဖြေကတက်တက်ဆင်အောင်မားနေတယ်ကွာ။တကယ်အဖြေမှန်ကဦးဖြိုးမင်းတဲ့ရဲ့အမိပဲ။ငါကိုယ်တိုင်သူ့ပါဇက်နဲ့ပြောတာကိုငါနားနဲ့ဆက်ဆက်ကြားခဲ့တာကွာ။တတွင်အမှန်တွေတင်ဆက်ပေးနေတယ်။ဒီဟုတ်စီစိုင်း